ြောချင်တာကလာချိုးကကျွန်တော်ပြောသလိုပဲမြန်မာနိုင်ငံအလံပဲနော်မြန်မာနိုင်ငံအလံပဲဒီမှာအသားထဲမှာထိုးထားတာအဲ့တော့ကျွန်တော်တို့ကဦးမေအွန်လိုင်းကိုအရန်တော်တယ်လို့ပြောရင်ကျွန်တော်ဆဲရအောင်မယ်တနက်တစ်ချက်မှမဖောက်ပဲနဲ့ကျွန်တော်ကပြောခဲ့တာလေစန့်ကျင်ဘက်ပေါ့မင်းတို့တနက်တစ်ချက်ဖောက်ကြည့်လိုက် အဲပြန်ရမကမကြတယ်ရပါဘူးဆိုတာကအခုကြတော့တနက်တစ်ချက်မှဖောက်ဆရာမလိုပဲနဲ့လာစုပြန်သိမ့်လိုက်တယ်နော်အဲ့တော့ဦးမြောင်လာရဲ့အစွမ်းတကားတော့ဘယ်လိုကြီးပါလဲနော်အကျွန်တော်လည်းအခုလာစုကိုသွားဖို့တော့ကိုမင်းနေတော့ဆိုင်ကနေသွားမှရမယ်တဲ့အဲ့တော့စစ်သုံးပန့်ကိုပါသွားတဲ့လူတွေကိုပြန်ပေးတယ်အပေးယူလို့တယ်ဒီကြားထဲမှာစိတ်မကောင်းဖြစ်မိတာတကူက PDF တွေ PDF တွေကို ကွမ်လုံးမှာ PDF တွေကပြေးတာများတယ် PDF တွေကမလုံးချင်တော့ဘူးဆိုပြီးတော့ထွက်ပြေးတာမူဆယ်အဲ့ဒီရှမ်းမြောက်တမြောက်လုံးမှာပြေးတော့ကွမ်လုံးမှာဖမ်းတာ PDF ဆိုရင် PDF တစ်စိမ့်နဲ့ PDF ဆိုပြီးတော့လမောင်းတစ်စိမ့်နဲ့ရှိရင်ဒီကနေ့ပြတ်သွားလိုက်တာလာကျိုးတနေ့တစ်ချက်မှပေါက်ကြမလို့ဒါပေမဲ့ပြည်သူတွေကအခုချိန်ထိပြည်သူတွေကအခုချိန်ထိနောင်နာမရသေးဘူးเนาะတက်မတော်ကရမခရဲကိုပြန်ဝင်လာတာဟုတ် ခွာခွင့်ပေးလိုက်တော့သူတွေခွာတယ်နော်စစ်တပ်ကနိုင်ငံတွေကတကားကြီးပေါင်းတွေကိုခွာတယ်ဒီလိုတကောမျိုးတကောစိတ်တွေအောက်တန်းသားစိတ်တွေရှိနေပါတော့ခမားတို့မှာကိုပိုင်းသူများပစ္စည်းပြစစ်တပ်တွေကပစ္စည်းကိုသူများတွေသွားခွာတယ်တန်တွေသွားယူပြီးရောင်းစားတယ်ခမားတို့ပြည်သူလူထုကလည်းတကယ်ကျွန်တော်တော့မပြောချင်လို့အောက်တန်းသားစိတ်နဲ့အုံထုံးမှခမားတို့ကရမှာ အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဗိုလ်ချုပ်မှုကြီးမြောင်လိုင်းရဲ့တခိုးကြောင့်ကြီးတစ်ချက်မှမဖောက်ရပဲလာရှိုးပြန်ရတာလို့အာကြီးပြောပြလာတဲ့ရုပ်တံနဲ့အတူ NDAA အရာရှိတချို့ လာရှိုးမှလောက်ကင်မျိုးတို့ ပြန်လည်ဆုတ်ခွာသွားတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ခြင်းပါပဲတရုတ်အစိုးရ၏ဖိအားကြောင့်မလွဲရှောင်သာ၍လာရှိုးမျိုးကို အာနာတိန်စစ်ကောင်စီထံပြန်လည်လွှဲအပ်ပေးခဲ့ပြီး NDAA အရာရှိတချို့ယနေ့လာရှိုးမှလောက်ကင်မျိုးတို့ပြန်လည်ဆုတ်ခွာလာနေပြီဖြစ်ကြောင်းသိရှိရပါသည် လာရှိုးမှာအခြေချခဲ့တဲ့ NNDAA ရဲ့အရာရှိအများစုကဒီနေ့လောက်ကင်ကိုပြန်ဆုတ်သွားပါပြီဒီနေ့လာရှိုးကနေလောက်ကင်ပြန်သွားတဲ့ NNDAA ရင်းနှန်းကားက30နှစ်စီးလို့ဒေတာခံမြင်မြင်တွေကကျမတို့ကိုတရင်ပေးပို့ထားပါတယ်မကြခင် KNFA ထိန်းချုပ်ထားတဲ့နောင်ချိုနဲ့မိုးကုတ်ကိုစီရေးအရာ PRP တိုက်ခိုက်လာနိုင်ပါတယ် KNFA ဘက်ကလည်းမလွှဲရှောင်တာလို့စက္ကစားနဲ့အပြည့်ရက်လာနိုင်ပါတယ် တတိယအနေနဲ့ KIA ထိန်းချုပ်ထားတဲ့နန်ဖက်ကကိုလည်းစကစားကမရမကစီရေးအရာ PR ပေးလာနိုင်ပါတယ်ဒီနေ့ကနေစပြီး KIA TNA ထိန်းချုပ်ထားတဲ့နောင်ချိုးမိုးကုတ်ကုတ်ခိုင်နဲ့နန်ဖက်က ကြေးရွာရှိပြည်သူများလက်ရှိစီရေးနိုင်ငံရေးနဲ့စကစားရဲ့လေကြောင်းတင်းကိုအထူးသတိပြုနေထိုင်တဲ့ဟုဒေါ်ဆိုင်ပန်ကပြောဆိုထားပါသည်အခုကျွန်တော်က ပြောချင်တာကလာချိုးကကျွန်တော်ပြောသလိုပဲမြန်မာနိုင်ငံအလံပဲနော်မြန်မာနိုင်ငံအလံပဲဒီမှာအသားထဲမှာထိုးထားတာအဲ့တော့ကျွန်တော်တို့ကဦးမေအွန်လိုင်းကိုအရန်တော်တယ်လို့ပြောရင်ကျွန်တော်ဆဲရအောင်မယ် နဲ့တစ်ချက်မှမဖောက်ပဲနဲ့ကျွန်တော်ရွှေပြောခဲ့တာလေစန့်ကျင်ဘက်ပေါ့မင်းတို့တနေ့တစ်ချက်ဖောက်ကြည့်လိုက်အဲပြန်ရမခမကြသေးရပါဘူးဆိုတာကအခုကြတော့တနေ့တစ်ချက်မှဖောက်စရာမလိုပဲနဲ့လာရှုပြန်သိမ်းပလိုက်တာနော်အဲ့တော့ဦးမေအောင်လိုင်းရဲ့အစွမ်းပကားတော့တော်တော်ကြီးပါတယ်နော်အကျွန်တော်လည်းအခုလာရှုကိုသွားဖို့အတွက်ကိုမင်းနေတော့ ိုင်ကနေသွားมาရမယ်တဲ့အဲ့တော့73ပန့်ကိုပါသွားတဲ့လူတွေကိုပြန်ပေးတယ်အပေးယူလို့တယ်ဒီကြားထဲမှာစိတ်မကောင်းဖြစ်မိတာတကူက PDF တွေ PDF တွေကိုကွမ်းလုံးมา PDF တွေကပြေးတာများတယ် PDF တွေကမလုံချင်တော့ဘူးဆိုပြီးတော့ထွက်ပြေးတာမူဆယ်အဲ့ဒီရှမ်းမြောက်တမြောက်လုံးมาပြေးတော့ကွမ်းလုံးมาဖမ်းတာ PDF ဆိုရင် PDF ဒစိမ့်နဲ့ PDF ဆိုပြီးတော့လမောင်းဒစိမ့်နဲ့ရှင်းတခါလေးပြတ်တက်လိုက်တာဘဒူဝတ်တက်လာလေသိလား MND ကိုကန့်တက်တာတခါလေးပြတ်တက်တာကျွန်တော်ပြောတာမယုံဘူးဆိုရင်ကွမ်လုံးမှာသွားမိကြည့်လိုက်ကွမ်လုံးမှာလဲကျွန်တော်ရဲ့သတင်းမြေပြင်သတင်းပေးတွေရှိတယ်เนาะအဲ့ကွမ်လုံးမှာလဲ လိုက်စစ်တာတိန်စင်းတိန်တက်ကိုစစ်တာ PDF ကိုလုံးဝလက်မခံတော့ဘူးဗမာလူမျိုးမှန်လို့ချင်းရင်သူတေချာကြည့်တယ်သူတေချာစစ်တယ်သူကြည့်တယ်ကြည့်လို့ဒီကောင် PDF ဒီကောင်မတင်ကောင်းဆိုတာ ਨੇ တန်ပန်းတန်ပန်းလားအဲ့ဒါကရဲဝင်းတဲ့ PDF ကိုပြောတာနော်ယူနီဘောင်းတဲ့ PDF ဆိုတာနဲ့တခါလေးပြစ်တပ်လိုက်တာကိုကန် MND ရတ်တာနော် ပြစ်တပ်လိုက်တာနော်ခမားတို့ယုံနာမယုံနာကိုခမားတို့မပြောဘူးခမားတို့ကျွန်တော်တို့လိုတရင်ကိုတေးသေးသာလိုက်ပြီးတော့သွားကြည့်သွားမေးကြည့် PDF တွေအကုန်သိတယ်နော်အဲ့တော့ PDF ကတိုင်ပတ်နေပြီခုကျွန်တော်စိတ်မကောင်းတာအဲ့ဒါကျွန်တော်အကျင့်ရင်ပြောခဲ့တယ်မင်းတို့ PDF တွေ ။ဒါမင်းတို့ PDF မှာညီငယ်ညီမတွေမလုံနဲ့။မင်းတို့ကနိုင်ငံရေးနဲ့နားမလည်ဘူး။စစ်ရေးနဲ့နားမလည်ဘူး။စီးပွားရေးနဲ့နားမလည်ဘူး။လူမှုရေးနဲ့နားမလည်မင်းတို့နားလေနေတာကအင်္ဂလိပ်လူမယာဒေါ်စုကြည်။ငါတို့အမေစုကိုဦးမေအောင်လာရဖမ်းနေ။ဖမ်းနေတော့ငါတို့တော်လန်နေ။မင်းတို့တော်လန်ရအောင်မင်းတို့ဒေချိန်လုံးเนี่ยမင်းတို့လက်နဲ့ကင်လာလို့ တော်လန်လာတယ်နော်မင်းတို့လက်နဲ့ရဖို့အတွက်ကိုတိုင်းရင်သားအကြံဘက်လက်နဲ့ခိုင်တောင်းချမ်းသူတပုံးလေးအစိုးရကြီးညာရတာငါပြောတာမဟုတ်ဘူးမင်းတို့ကအဲ့ဒီအောက်မှာတော်ပြီးတော့မှနေခဲ့ရတာနော်နေခဲ့ရငါပြောတယ်မင်းတို့ငါအများကြီးပြောတယ်မင်းတို့သူများတီအန်အန်ဒီပလောင်က အရက်ကောင်းတွေတောက်တယ်အစားကောင်းတွေစားတယ်ဘူနေမဲကြားနေမြဲနေတဲ့အချိန်မှာမင်းတို့ PDF တွေရောက်ပြပါဆိုမပါတော့ဘူးတော့ဒီဆောင်လူပညာသမားတွေအဲဖြတ်ကုန်ဖြတ်စည်းပြလိုက်တာသူတို့လက်သုံးချောင်းတောင်းပြီးတော့ဖင်ပြလိုက်노ပြလိုက်နဲ့ဖာတယ်မတွေနော်ဆဲတယ်ကွာဘာဖြစ်တော့နော်အဲ့တက်မုံမြင်းတို့ခိုင်သိင်းကြီးတို့နော် ်စစ်ကားဆိုရဲသူတို့ပါနိုင်ငံတော် policy ကားဆိုရဲသူတို့ပါအဲတော်စုကြည်ကြတော့လဲပြေးပြီးတော့စပုတ်မရရုံတမယ်ပဲအကောင်မတွေအကောင်တွေကဟမ်ဘုနိုင်ငံသားနေပြီးတော့လင်းလင်းဟာပြေးတယ်ဟမ်စောက်စံတွေလူကံလူကောက်လုံနေတာအခုနိုင်ငံတော်လက်ရှိနာဆတ်ကအစိုးရဘာလုပ်သွားလဲလာချိုးတနေ့တစ်ချက်မှပေါ့စရာမလိုဘူးဒါပေမဲ့ပြည်သူတွေကအခုချိန်ထိ တည်သူတွေအခုချိန်ထိနောင်နာမရသေးဘူးเนาะတမတော်ကရာမခတွေကိုပြန်ဝင်လာတာဟုတ်ဟိုကဖွင့်ပေးလိုက်တာဟုတ်သူတွေခွာတယ်เนาะစစ်တပ်ကနိုင်ငံတွေကတကားကြီးပေါင်းတွေကိုခွာတယ်ဒီလိုတကောမျိုးတကောစိတ်နဲ့အောက်တန်းသားစိတ်တွေရှိနေပါတော့ခမရတော့မှာကိုပိုင်းသူများပစ္စည်းပြား စစ်တပ်တွေကပစ္စည်းကိုသူပြားတွေသွားခွာတယ်တန်တွေသွားယူပြီးရောင်းစားတယ်ခဏတော့ပြည်သူလူထုကလည်းတကယ်ကျွန်တော်တော့မပြောချင်လို့အောက်တန်းစားစိတ်နဲ့အုတ်ထုံးမှခမားတို့ကရမှာနော်အခုကျွန်တော်သမီးကျွန်တော်မေးပါမယ်ဒီမှာဘေးမှာထိုင်နေရသမီးလေးလောင်းဘေးနောင် ခမားတို့လောက်မှကျွန်တော်လောက်သမီးလောက်စိတ်သက်ရှိရင်နော်ချစ်ကလေးရှေရေချစ်ကလေးရှေဒီလိုက်ပါလို့မစစ်သားလုံးမစစ်သားလုံးမချစ်ကလေးရှေကျွန်တော်တို့ငားရောင်းနေရပါကျွန်တော်တို့ငားရောင်းနေရပါဟုတ်လားဟုတ်ကဲ့အဲ့ဒါအနူးကြီးကပြောတာဟုတ်လားဟုတ်ကဲ့ဇော်ဝေဇိုးလားငါသမီးကြောင့်တည်တယ်ငါသမီး၆နှစ်ပဲရှိသေးတယ်ကျွန်တော်တို့ ငါရောင်းကြောင်းငါရောင်းနေရပါအဲ့လိုမင်းတို့ကမင်းတို့ဘယ်လိုပြောပြောမင်းတို့ကနိုင်ငံရေးနဲ့နားမလဲဘူးစီရေးနဲ့နားမလဲဘူးလူမှုရေးနဲ့နားမလဲဘူးမင်းတို့သူများခိုင်းတာလုပ်မယ်သူများပြောတာလုပ်မယ်မင်းတို့ရဲ့စောက်ကျင့်เนาะအခုဘာဖြစ်လဲလာကျိုးပြန်သိတော့အတရုတ်ကတရုတ်အကူညီနဲ့ပါညာနဲ့မိမိစပတ်တိုင်းပြည်အေဂျင့်ဖို့လိုတယ်နိုင်ငံအေဂျင့်ဖို့လိုတယ် ဒီနိုင်ငံမှာစစ်မတက်ကလေကောင်းလေလေသူ့ဘာသူကွန်လုံဝဲပေးပေးကုန်းကြမ်းပဲပေးပေးလောက်ခိုင်ပဲပေးပေးချင်းချွေပဲပေးပေးဟုတ်လားမင်းတို့ကကိုယ်တိုင်နဲ့ဘေးရနေတယ်မင်းတို့ကိုယ်တိုင်နဲ့စစ်မတိုက်ဘူးတိုင်းပြည်ရဲ့အချိုးကိုလည်းပြက်လို့ပြက်စီးအောင်မင်းတို့အကုန်လုံးကိုမတ်နေငါကြည့်နေတာမင်းတို့လိုက်မှတ်နေတယ်နော်မိမနှစ်ပိုင်းသားကိုစားတဲ့ကောင်နဲ့ ငါရဲ့ရာဇဝင်ငါအเจ้าကိုတည်ခြင်းရင်ရှမ်းမြောက်မှာစုံစမ်းကြည့်လိုက်နော်အဲ့တော့မင်းတို့လိုဒီဘိန်းနဲ့လည်းဘိန်းတို့ချီးပရိအောက်တန်းသားတွေကနော်နိုင်ငံရေးလည်းနားမလဲလူမျိုးနဲ့စီရေးလည်းနားမလဲပဲနဲ့တိုင်းပြည်ကိုဖျက်တာဘာဖြစ်လဲလာချိုအခုထောင်ခါလိုက်ပြီလေထွက်ပေါ့စစ်မပြေတော့ဘာဖြစ်လဲပိုကောင်းတာပေါ့ ်ငါတို့တိုင်းပြည်ငါတို့နိုင်ငံငါတို့လူမျိုးတွေငါတို့တိုင်းရင်းသားတွေအားလုံးအေးချမ်းချမ်းနဲ့ဒိုးဒူပေါင်ဖက်ကိုစည်းဝါးကိုလှုပ်ရှားသွားရင်မကောင်းဘူးလားဟမ်အဲ့တော့မင်းတို့ကမင်းတို့ခုလာမန်းနေတဲ့ကောင်တွေကိုမေးကြည့်အောင်မယ်တရုတ်အလံတို့တရုတ်ကအကူကြီးလို့ပါလို့မင်းမဲ့စပတ်မင်းတို့ကမ်ဘောတွေလော်ချားတွေစိုင်းကလုံးတွေမင်းတို့တယောက်မှမစည်းနဲ့ နော်တယောက်မှမစည်းနဲ့မင်းတို့ကလာမန်းနေတဲ့တရုတ်ပါဖြစ်တယ်တို့ညာဖြစ်တယ်တို့မင်းတို့ကံပိုးတွေလော်ကြားတွေဆိုင်ကလုံးတွေမစည်းနဲ့စည်းရင်မင်းတို့အမေကိုအလိုခံတာလို့မင်းတို့စည်းရလို့ငါပြောလိုက်မယ်နော်ရှင်းလားဟမ်မင်းတို့ကမြန်မာနိုင်ငံမှာလူဖြစ်တာလေမင်းတို့ဒီမြန်မာနိုင်ငံမှာမင်းတို့ဗမာလူမျိုးစုပြီးဗမာသားရေးပြီးတော့မှ တိုင်းပြည်နဲ့နိုင်ငံလူမျိုးဖြတ်စည်းတဲ့အကောင်တွေမင်းတို့ကြောင့်အခုလိုခက်ကြီးသုံးပါးတွေစိုက်နေတာတိလာနော်မစည်းတဲ့ပေါ်မင်းတို့လမ်းလျှောက်လေနွားစည်းနွားစည်းရားမော်ငါလားဟိုလာစည်းလိုက်မစည်းနဲ့နော်တရုတ်နဲ့မကင်းနိုင်အောင်တရုတ်ကဘာဖြစ်နေညာဖြစ်နေလဲမင်းတို့ပဲတရုတ်ဘုံတွေဆိုမင်းတို့အခုရေးနေတဲ့ဘုံတော့မင်းတို့မင်းတို့စောက်စင်းအောင်အိုဘုံလို့သိလား ရမီနှုတ်တွဲတို့ရှော့မီတို့နဲ့မင်းတို့ရေးနေတာအခုဟမ်ဟုတ်လားအဲ့တော့တရုတ်ပါပဲလေအေးမင်းတို့အဲ့ဒီအလောစီလန်တော်ကြီးမူဆယ်နဲ့မန္တလေးပွင့်မှာတော့မင်းတို့အဘကတော်ကြီးကိုညာတိုင်းရှိခိုးဟိတ်မင်းတို့လည်းသိပါလေမင်းတို့ရှိခိုးမှာပါအဘကတော်ကြီးဦးမင်းအောင်လိုင်ကိုကျေးဇူးတင်ပါတယ်အမေတို့အဲ့လိုလုံးမဲ့ကောင်း နော်မင်းတို့အခုဘုံနဲ့မင်းတို့ကြည့်နေတဲ့ဘုံတော်မင်းတို့တရုတ်ဘုံနေနော်တရုတ်ဘုံနေလာရေးနေတာနော်မြန်မာကအပေါ်သာ3000နဲ့4သိန်းနဲ့မှ8000ပေးရတယ်ဒီမြန်မာ4သိန်းနဲ့8000ပေးရတယ်သိလားဒီအင်ကြီး၃သိန်းကျော်တယ် 叫弄脚了，喏。